တရုတ်နိုင်ငံမှာရှိနေတဲ့ဂျပန်နိုင်ငံသားတွေအနေနဲ့လုံခြုံရေးအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားဖို့နဲ့လူထုထက်တဲ့နေရာတွေကိုတွားရောက်ခြင်းမပြုဖို့ဂျပန်အစိုးရကသတိပေးခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကိုင်အီချီရဲ့မှတ်ချက်စကားတွေကြောင့်ဂျပန်နဲ့တရုတ်ကြားဆက်ဆံရေးတင်းမာနေချိန်မှာဂျပန်ကအဲ့ဒီလိုတတိပေးခဲ့တာဖြစ်ပါတယ်။တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်မယ်ဆိုပါက ဂျပန်အတွက်ချင်းချောက်မှုဖြစ်လာနိုင်ပြီးစီရီနဲ့တုတ်ပြန်သွားမယ်လို့တာကာအီချီကအခုလအတွင်းလွှတ်တော်အမတ်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။ဒီမတ်ချက်စကားနဲ့ပတ်သက်ပြီးတရုတ်ကဂျပန်တန်အမတ်ကိုစင်ခေါ်ခဲ့တယ်လို့ဂျပန်ကလည်းတရုတ်တန်အမတ်ကိုစင်ခေါ်ခဲ့ပြီးအပြန်အလှန်ဝေဖန်မှုတွေပေါ်ပေါက်လာခဲ့ကတရုတ်ကသူ့ရဲ့နိုင်ငံသားတွေကိုဂျပန်ကိုတွားရောက်ခြင်းမပြုဖို့တိုက်တွန်းထားပါတယ်။အဲ့ဒီနောက်ဂျပန်ထိပ်သီးအရာရှိတအူးဟာနိုဝင်ဘာ16ရက်မှာ ေကျင်း၌တရုတ်ထိပ်သည့်အရာရှိတအူးနှင့်တွေ့ဆုံပြီးတင်းမာမှုတွေကိုရှော့ချဖို့ကြိုးပမ်းခဲ့ပေမဲ့လည်းတစုံတရာအောင်မြင်မှုရရှိခဲ့ပုံမပေါ်ပါဘူး။ပေကျင်းမြို့တော်ရှိဂျပန်တန်ယုံကတော့တရုတ်မှာရှိနေတဲ့ဂျပန်နိုင်ငံသားတွေအနေနဲ့တရုတ်ရဲ့ရိုးရာဒလိထုံတမ်းတွေကိုလေးစားဖို့နဲ့တရုတ်လူမျိုးတွေနဲ့ဆက်ဆံရမှာဂယူဆိုင်ဖို့ထုတ်ပြန်ခဲ့ပါဗျ။အဲ့ဒီအပြင်တရုတ်နိုင်ငံရှိဂျပန်နိုင်ငံသားတွေအနေနဲ့အပြင်ထွက်ရင်မိမိတို့ရဲ့ဘေးပတ်ဝန်းကျင်ကိုတည်ထားဖို့ တဦးတည်းသွာလာခြင်းမပြုဘို့ကလေးတွေပါလာပါကပိုပြီးတတိချဖို့ဂျပန်တန်ယုံကတိုက်တွန်းခဲ့ပါတယ်တကယ်လို့တင်တာတန်တရားဖြစ်စရာကောင်းတဲ့လူတွေဒါမှမဟုတ်လူအုပ်စုကိုမြင်တွေ့ခဲ့မယ်ဆိုရင်သူတို့အနာကိုမကပ်ပါနဲ့အဲ့ဒီနေရာကချက်ချင်းထွက်ခွာပါလို့ ဂျပန်တန်ယုံကသတိပေးထားပါတယ်တရုတ်ဟာထိုင်ဝမ်ကိုသူ့ရဲ့နယ်နိမိတ်တစ်ခုအဖြစ်ကြီးညာထားပြီးလိုအပ်လာပါကအင်အားသုံးသိမ်းယူမယ်လို့ကြေညာထားကအခုအခါမှာထိုင်ဝမ်အရင်းနဲ့ပတ်သက်ပြီးဂျပန်နဲ့ဆက်ဆံရေးတင်းမာနေတာဖြစ်ပါတယ်